ချမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မောင်2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်အမျိုးသားအမျိုးသမီးဗော်လီဘောပြိုင်ပွဲ ပြင်စမနှင့်ရှင်ပြိုင်နေမှုတက်ရောက်ကြည့်ရှုအားပေးတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်အမျိုးသားအမျိုးသမီးဗော်လီဘောပြိုင်ပွဲ ပြင်စမနှင့်ပွဲစဉ်များကိုယနေ့နေ့နဲ့ပိုင်းကတောင်ကြီးမြို့ပြည်နယ်အားကစားလေးကျင်းရုံ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်ပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများဒေသခံပြည်သူများအားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြပါれပြင်စမနေ့ပြိုင်ပွဲတွင်အမျိုးသမီးပွဲစဉ်အဖြစ်အုပ်စုကမှကချင်ပြည်နယ်အသင်းနှင့်ရခိုင်ပြည်နယ်အသင်းရှင်ပြိုင်ကစားကြရာကချင်ပြည်နယ်အသင်းကတောက်ပွဲပြည့်ဖြင့်၎င်းနေပြည်တော်အသင်းနှင့်ပဲခူးတိုင်းဒေသကြီးအသင်းရှင်ပြိုင်ကစားကြရာပဲခူးတိုင်းဒေသကြီးအသင်းက သုံးပွဲတပွဲဖြင့်၎င်းအုတ်စုခမှာရှမ်းပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ရှင်ပြိုင်ကစားကြရာရှမ်းပြည်နယ်အသင်းကသုံးပွဲပြည့်ဖြင့်၎င်းအုတ်စုခငယ်မှာမန္တလေးတိုင်းဒေသကြီးအသင်းနှင့်မကွေးတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာမန္တလေးတိုင်းဒေသကြီးအသင်းကသုံးပွဲပြည့်ဖြင့်၎င်းအုတ်စုခကြီးမှာရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်အေရဝတီတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာရန်ကုန်တိုင်းဒေသကြီးအသင်းက သုံးပွဲပြည့်ဖြင့်၎င်းအမျိုးသားပွဲစဉ်တွင်အောက်စုကကြီးမှရှမ်းပြည်နယ်အသင်းနှင့်ပဲခူးတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာရှမ်းပြည်နယ်အသင်းကသုံးပွဲပြည့်ဖြင့်၎င်းအောက်စုခကွေးမှမန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာမန္တလေးတိုင်းဒေသကြီးအသင်းကသုံးပွဲပြည့်ဖြင့်၎င်းအနိုင်ရရှိသွားကြောင်း သိရှိရပါသည်ဆက်လက်၍2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် မျိုးသားမျိုးသမီးဗောလီဘောအားကစားသမားတွေရှမ်းပြည်နယ်အစိုးရကစားစရိတ်များကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်ရာတာဝန်ရှိသူများမှလက်ခံရယူကြကြောင်းသိရှိရပါတယ်ခင်ဗျာ။